ဖေတောင်းတာနေနဲ့အခုလိုမျိုးကျွန်တော်တို့အချမ်းဖတ်စေအောင်စုမင်းအောင်လာနိုင်ငံတကာအလို့ရှိနေတဲ့ကျွန်တော်တို့မင်းအောင်လာဖမ်းမနှထုတ်ထားတဲ့မင်းအောင်လာကိုကျွန်တော်အင်တာပိုရဲတပ်ဖွဲ့ကိုအားမယ်စာဒီလိုထိုင်းနိုင်ငံမှာကျွန်တော်တို့ဆန်ဂရီလာဟိုတယ်ကြီးမှာအိတ်ခံပြီးတော့ကျွန်တော်တို့လက်ဆွဲနှုတ်ဆက်နေတဲ့ပုံလေးတရားမဖြစ်သင့်ဘူးဒါကကျွန်တော်တို့နိုင်ငံကြီးနိုင်ငံကြီးအရှက်ကြည့်ရင်ရောနိုင်ငံကြီးကိုသိကမှရှိဘူးလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဗျနော်အဲ့ဒီလူကဘလို့လူလဲပြည်သူတွေကိုတတ်ဖြတ်နေတာတစ်ကဘာလုံးသိတယ်အဲ့လိုမျိုးလူမျိုးလုံးတတ်ဖြတ်မှုတွေမှာပူပေါင်းပါဝင်နေတဲ့အချမ်းဖတ်စစ်အုပ်စုမင်းအောင်လာမြန်မာနိုင်ငံမှာလက်နက်အားကိုနဲ့လက်နက်အားကိုနဲ့မြန်မာပြည်ကိုလက်နက်အားကိုနဲ့ ပြည်သူ့တင်မြောက်တဲ့ပြည်သူ့အစိုးရဒီမိုကရေစီအစိုးရကိုနှိမ့်ဆက်ညှင်းဆဲတက်ဖြတ်ထောင်သွင်းချင်းချထားပြီးတော့အာဏာအတင်းအဓမ္မအာဏာလူယူထားတဲ့လူဆိုတာကိုဒါတိတိနဲ့အခုလိုမျိုးထိုင်းနိုင်ငံဖိတ်ခေါ်ပြီးတော့လက်ဆွဲနှုတ်ဆက်ဒါဒီလိုအစည်းအဝေးကိုပိတ်တက်တာဒါကျွန်တော်တို့အနေနဲ့အများစွာစိတ်မကောင်းဖြစ်ရတယ်ဒါကိုလုံးဝကန့်ကွက်တယ်ဆိုတာကိုကျွန်တော်ဒီနေ့ကနေပြောချင်တယ်ဟုတ်ကဲ့အဲ့တော့ထိုင်းအောင်မြန်မာလူသားတွေဒီလိုမျိုးအကြမ်းဖက်ဆီအုပ်စုသွေးစွန်းလက်ပိုင်ရှင်မင်းအောင်လိုင်းဖမ်းနိုင်ငံတကာဖမ်းဝန်းထုတ်ခံထားတယ်မင်းအောင်လိုင်းမဖမ်းမဲနဲ့ဒီလိုမျိုးလက်ဆွဲနှုတ်ဆက်နေတာကိုကျေနပ်မှုမရှိဘူးဆိုတာကိုကျွန်တော်တို့အနေနဲ့မနှက်ပြောင်းအောင်အားလုံး ိမ်ကြီးအမဲအောင်ဆင်တူဝစ်ပြီးတော့ကျွန်တော်ဆန္ဒထုတ်ဖော်ကြပါစို့ဒါလေးကိုကျွန်တော်ဒီနေ့ညအဲ့တော့နှိုးဆော်ခြင်းနဲ့ပြီးတော့ဒီလိုဆန္ဒထုတ်ဖော်ထားတဲ့ပုံလေးကျွန်တော်တို့ဒီလိုအိမ်ကြီးဝစ်ပြီးတော့ကိုခမ်းမှာပဲတပုံရိုက်ပါဘယ်မှရိုက်စားမလို့လမ်းပေါ်လေးရိုက်စားမလို့အဲ့လိုတပုံရိုက်ထားတဲ့ပုံလေးဒီနေ့ညအောင်မနေ့ပြန်အောင်ကျွန်တော်စီကိုဆက်လိုက်ပေးဖို့ပါကျွန်တော်တင်ထားတဲ့ပို့ရအောင်မလဲလာမှန့်ပြီပါအဲ့ဒီပုံကြီးကိုမနေ့ပြန်ချက်ချင်းတင်มาဖြစ်တယ်ပြီးတော့နိုင်ငံတကာသက်ဆိုင်ရာကျွန်တော်တို့အသုံးပြုလို့ရမယ်နေရာထားနာရီကိုလည်းကျွန်တော်ပို့သွားမှာဖြစ်တယ်အဲ့ဒါလေးကိုဒီညတိုက်တွန်းနှိုးဆော်ချင်တာဖြစ်ပါတယ်ဗျဒီညညလိုက်လေးရတော့ဒီလောက်ပါပဲမနေ့ပြန်အောင်ထိုင်းအောင်မြန်မာလုပ်သားတွေအမဲအောင်စင်တူဝစ်ပြီးတော့ကျွန်တော်တို့ အကြမ်းဖက်ဆဲဆုမင်းအွန်လိုင်းကိုထိုင်းနိုင်ငံဝန်ကြီးချုပ်ကလက်ဆွဲနှုတ်ဆက်ပြီးတော့ဒီလိုစီဝေးဖိတ်ခေါ်တာကိုကျင်းတတ်မှုမရှိဘူးဆိုတာကိုအားလုံးကျွန်တော်ဆန့်ကျင်ကန့်ကွက်ကြပါလို့ကျွန်တော်ဒီနေ့ကနေပြီးတော့တိုက်တွန်းနှိုးဆော်ချင်နေဗျ။เนาะအမဲအောင်အင်ကြီးဝစ်လို့လေထိုင်းနိုင်ငံမှာဘယ်သူမှမဖမ်းအောင်ဖမ်းလို့ရတဲ့ဥပဒေလည်းမရှိဘူးเนาะအဲ့ဒါလေးကိုကျွန်တော်ဒီနေ့ကပြောချင်တယ်ကျွန်တော်ပို့အောင်မှာလာမှန်းနေတဲ့သူတွေကအကြမ်းဖက်ဆဲအုပ်စုဘောမှစစ်ကောင်စီဒလန်တွေဖြစ်တယ်အကြမ်းဖက်ဆဲအုပ်စုအားပေးတွေဖြစ်တယ်ပြီးတော့အကြမ်းဖက်ဆဲအုပ်စုဘက်ကနေစိုက်ဝါတွေပြည်သူလူထုကိုဝေဝါးတော့အောင်စိုက်ဝါတွေထုတ်ဖို့အတွက်လောက်ထား တို့ကဗမာပြည်ကိုပြန်ဖို့မယ်တို့ဆွဲထားတာတော့တို့ကဗာဆွဲထားတယ်ဆိုတော့ကျွန်တော်ဟိုနိုင်ငံပေါ့နော်ချစ်ချင်ပြက်ပြားစီတယ်ပေါ့ဗာညာနဲ့ပေါ့ကျွန်တော်အင်ဒီရရှိတယ်ဆိုပြီးတော့ကျွန်တော်တို့နှစ်ယောက်ကိုတယောက်တည်းမဟုတ်ဘူးနော်ကျွန်တော်နှစ်ယောက်ကိုကျွန်တော်ဗာနောက်ထပ်ရဲဘော်တယောက်ပါသေးတယ်နော်ကျွန်တော်ဘေးနာရဲဘော်တယောက်နိုင်နိုင်ဆိုးပါသူ့ပဲ support ရောကျွန်တော်ပဲ support ရောအကုန်လုံးကိုတို့ black list လုပ်တယ်ကျွန်တော်တို့ဗမာပြည်ပြန်ဖို့မယ်အဲအဲ့ဒါပဲပဲဟုတ်ကဲ့တော့မနေ့တော့ကကျွန်တော်ဆန္ဒလည်းမပြဘူးလေဟုတ်လားဆန္ဒလည်းပြရတာလည်းမဟုတ်ဘူးအဲ့ဒါကိုကျွန်တော်ဟို MMM တော့အဲဟိုကျွန်တော်တတိကြတာတော့ဆန္ဒပြောင်းမရှိတယ်ကျွန်တော်တောင်းဝိုင်း င်းရမလို့အဲ့ဒါတာဝဲရမမြောင်းလိုက်လာမယ်အဲဆန္ဒပြပွဲဆန္ဒပြပွဲရှိကျွန်တော်ဝိုင်းရမလို့အဲ online မှာပြက်နေတယ်အဲ့ဒါဒီမြောင်းလိုက်ရဲ့ဟို campaign ဟိုပါဘောမြောင်းလိုက်ကတော့ရောက်နေတဲ့ campaign ကိုကျွန်တော်ဝိုင်းရပြီးမယ်လေဟုတ်တယ်လားဝိုင်းရပြီးမယ်အဲ့ဒါ online မှာတွေ့နေတယ်မြောင်းလိုက်ရဲ့အဲ့ဒီဟိုပုံလေးကိုပေါ့နော်ကျွန်တော်ဟိုဟာနဲ့မိတူသွားဆွဲလိုက်တယ်မိတူသွားဆွဲပြီးတော့ကျွန်တော်အဲ့ကျွန်တော်ကြောက်ကင်ထားတာကျွန်တော်ဟိုဟိုစာရေးတဲ့အိမ်ကင်ထားတာကျွန်တော်ပွင့်လည်းမကြည့်သေးဘူးဆန္ဒလည်းမပြသေးဘူးဆန္ဒလည်းပြပွဲမရှိဘူးအဲ့ဒါကိုကျွန်တော်ဆန္ဒပြတယ်ဆိုပြီးတော့အဲပထမတော့သူတို့ကတော့ပြောတာတော့ကျွန်တော် ော်တို့ကိုသိတဲ့တိုင်းပဲဟို passport တွေပေါ့နော်ဘလက်လေးလုံးဝမလုပ်ဘူးမင်းတို့ပြန်ဝင်လာလို့ရတယ်ဒီစာရဲစာတဲ့နေ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 မင်းတို့ပြန်လာလို့ရတယ်အဲဆိုပြီးတော့အဲကျွန်တော်တို့လက်မှတ်တွေထိုးခန်းတယ်နော်လက်မှတ်တွေထိုးခန်းကျွန်တော်တို့ထိုင်းပါတာကိုကျွန်တော်တို့မပြောတတ်ဘူးထိုင်းထိုင်းစာကိုကျွန်တော်တို့နားမလဲဘူးဖက်လည်းမဖက်တတ်ဘူးအဲ့ဒါကျွန်တော်တို့ကအဲ့လိုပြောတော့ကျွန်တော်တို့လက်မှတ်ထိုးပေးတယ် ိုင်းနိုင်ငံဘန်ကောက်မြို့တွင်ထိုင်းပြည်သူတချို့ကမင်းအောင်လိုင်ကိုဆန္ဒပြဘန်ကောက်ရှန်ကီလာဟိုတယ်သို့တွားရောက်ဆန္ဒပြတော့ထိုင်းတပ်ကတူចောင်းသားအမှုဖွင့်ခံရခြင်းမရှိဘဲပြန်လွတ်လာထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ထိုင်းပြည်သူတချို့ကအကြမ်းဖက်မင်းအောင်လိုင်ကိုဆန္ဒပြကြကြောင်းထိုင်းသတင်းဌာနများကသတင်းဖော်ပြသည် ယနေ့ညပိုင်းထိုင်းပြည်သူတချို့ပါဝင်သော Mokloing Ramnam and Fire Lam Thong အဖွဲ့ကအကြမ်းဖက်မင်းအောင်လှိုင်ဘန်ကောက်သို့လာရောက်မှုကိုကန့်ကွက်သည့်အနေဖြင့်ဘန်ကောက်မြို့အမှုပညာနှင့်ယဉ်ကျေးမှုစင်တာရှိတွင်ဆန္ဒပြကြခြင်းဖြစ်ကြောင်းသိရှိရသည့်ထို့ပြင်ယနေ့ညနေပိုင်းထိုင်းနိုင်ငံဘန်ကောက်မြို့ Shangri-La ဟိုတယ်တွင်ကျင်းပသည့် Bimstack ခေါင်းဆောင်များထိပ်သည့်အစည်းအဝေးသို့တွားရောက်ဆန္ဒပြခဲ့သည့်ထိုင်းတပ်ကတို့ကြောင့်သာကိုထိုင်းရဲ့တပ်ဖွဲ့ကအမှုဖွင့်ခြင်းမရှိဘဲပြန်လည်လွတ်ပေးလိုက်ကြောင်းသိရှိရသည့်တန်တိုးကာလာကြီးလည်းဖြစ်တယ်အားလုံးလည်းတန်တိုးတဲ့လုပ်ငန်းစဉ်တွေမပြီးသေးဘူး ားလုံးကထောက်ထားမဲ့ဖြစ်နေတယ်အဲ့တော့ဒီတစ်ဖက်ကကြည့်ရင်လည်းဒီမိမိရဲ့အလုပ်ရှင်တွေအလုပ်ယုံတွေမိမိကိုပုံမှန်လုပ်ပုံမှန်လုပ်ပေးနေတဲ့အလုပ်ရှင်တွေအလုပ်ယုံတွေမိမိကိုပုံမှန်လုခလာတာရှင်းပေးနေတဲ့အလုပ်ယုံတွေအလုပ်ရှင်တွေနစ်နာတယ်ဆိုတော့အထိုင်းမှာလည်းအလုပ်ယုံတွေကနေ့စဉ်လည်းပတ်နေရတာမြန်မာလူသားတွေရဲ့ခွန်အားနဲ့မြန်မာလူသားတွေအားနဲ့အလုပ်တချို့ဆက်ယုံတွေဆို24နာရီ24 hour ပါလုံးဝမနာဘူး run နေတာပါနော်ဆက်ယုံအလုပ်ယုံတွေကစက်တိတစ်ချက်မှရက်မသွားဘူးလူတွေပဲချိန်သွားတယ်ပေါ့နော်သူရဲ့အချိန်တိုင်းဆိုတော့အဲ့တော့အလုပ်တွေနားပြီးတော့ကန့်ကွက်တာမျိုးကတော့ကျွန်တော်ဟိုအားမပေးခြင်းဘူးအဲ့တော့ ကျွန်တော်ထိုင်းနိုင်ငံမှာရောက်ရှိနေတာလုံးလုံးဖို့ဖြစ်တယ်ထိုင်းအောင်မြန်မာလူသားတွေမှာအလုပ်ရှိဖို့ဖြစ်တယ်အဲ့တော့ကျွန်တော်တက်နိုင်တဲ့ပေါင်လေးကနေပြီးတော့အမဲအောင်အင်ဂျီဝစ်ဆောင်ဝစ်ပြီးတော့နှစ်ရက်တာကာလအတွင်းမှာစာနာထုတ်ဖို့ထုတ်ဖို့ဖို့အတွက်ကျွန်တော်တိုက်တွန်းထားတာရှိတယ်တော်တော်များများလေးတိုက်တွန်းနှိုးဆော်နေတဲ့သတင်းမီဒီယာတွေလည်းတက်ကြရတယ်ဘောနော်ဒါဟိုတချို့သောဒီအကြံဖတ်စစ်အုပ်စုရဲ့ဒလန်နေပေါ်မာတွေကဒီနေ့ကျွန်တော်ရီမာတင်ထားတဲ့နှိုးဆော်ထားတဲ့ဟာတစ်ခုဆိုရင်လာပြီးတော့အောက်မှာမှတ်ညာရှိတယ်ဗါလဲအဘဒူတောင်ကြီးမာလဲဒီလိုမျိုးဖန်ခံတင်ပါညာသူတို့ကအဲ့ဒါစိုက်ဝါလာထည့်ပြီးတော့ထိုင်းအောင်မြန်မာလူသားတွေကိုဒီအင်ဂျီလေးတော့မဝေ့ရအောင်ကြောက်ကြောက်အောင်ချင်းချောင်းနေတာဖြစ်တယ်နော်ဒါကိုကျွန်တော်ဒီနေ့ညလာပြောတာ ဒါကြောင့်ရှေ့ရှေ့ဝေးပြောအောင်လို့လိုက်လွှင့်လိုက်တာဗီဒီယိုလေးကြတော့ကျွန်တော်တို့အတူနဲ့စကားပြောတာမပြည့်စုံကျွန်တော်အောက်မှာလာမှန်းကြတဲ့အထဲမှာအမင်းကတာဝန်ယူမှာဖန်ခိုင်းရမှာညာထိုင်းနိုင်ငံမှာမှတ်ထားဖို့ကတော့ထိုင်းနိုင်ငံမှာလုပ်သားတွေမနှက်ပြန်အားလုံးတနိုင်ငံလုံးအင်ကြီးအမဲအောင်အင်ကြီးအမဲအောင်ဝေးဆောင်စင်တူဝေးကြပါဘာဖြစ်ဘူးထိုင်းနိုင်ငံမှာအင်ကြီးအမဲအောင်ဝေးလို့အင်ကြီးအမဲအောင်စင်တူဝေးလို့အင်ကြီးပေါင်းပြီးမဲအောင်ဝေးလို့အင်ကြီးအမဲအောင်ဝေးလို့ဖမ်းလို့ရတယ်ဆိုတဲ့ဥပဒေမရှိဘူးเนาะเนาะအဲ့ဒါပုံမှန်လေးဝင်နေကြပါဗျာဒါကတော့ပို့ထူးကြပြီးတော့အမဲအောင်အမဲအောင်တိတက်ဝေးပြပြီးတော့အားလုံးကျွန်တော်တို့တွေ ဒီကျမစိအုပ်စုမရောက်လာရင်ပြည်သူတွေကိုမြန်မာနိုင်ငံပြည်သူတွေအဲပြီးတော့နိုင်ငံနဲ့ဘုံလိုက်ကျဲနေတာတွေတိုင်းသားလက်နက်ကိုင်နယ်မြေတွေအပါအဝင်မြန်မာနိုင်ငံအနှံ့ပြအခုမြို့ကြီးပြည်ကြီးတွေစသည်ဖြင့်နော်ဟိုဟိုတိုင်းသားတိုင်းသားတွေအနေများတဲ့နေရာတွေရောဗမာတွေအနေများတဲ့နေရာတွေတိုင်းနိုင်ငံလုံးနဲ့ဘုံကျဲတက်ဖြတ်ကလေးတွေကမကြံစပေးဆောင်စကံဖရားကြောင်းဖုံရင်းကြောင်းစတင်ကြောင်းမကြံအကုန်ဘုံကျဲတက်ဖြတ်နေတဲ့သွေးဆုံးလက်ပိုင်ရှင်မရောက်လာရင်ပြီးတော့အာဂျင်နီနာတရားရုံးကနေပြီးတော့ကျွန်တော်တို့ဖမ်းမနှုတ်ခံထားရတဲ့သူဖြစ်တဲ့ဒီလိုပုံကုံမျိုးထိုင်းနိုင်ငံကိုရောက်လာပြီးတော့ထိုင်းဝင်ရုပ်ကဒီလိုလက်ဆွဲနှုတ်ဆက်နေတာကိုလောကကျင်းတဲ့ချင်းမရှိဘူးကန့်ကွက်တယ် ဆိုတာကိုကျွန်တော်အနေနဲ့အမဲအောင်ဝတ်ဆောင်ပြီးတော့ဆန္ဒထုတ်ပေါ်တာဖြစ်တယ်။အဲ့လိုအင်ဂျင်မဲအောင်မနှက်ပြန်ဈေးထဲမှာဝတ်သွားလို့ကုန်းတိုင်းမှာသွားလို့လမ်းပေါ်မှာသွားလို့အင်ဂျင်မဲအောင်ဝတ်လို့ဖမ်းလို့ရတဲ့ဥတွေထိုင်းမှာမရှိဘူးဘယ်မှမဖမ်းဘူး။စိုက်တော့ဝတ်လို့ရတယ်နော်။အဲကျွန်တော်ဒီနေ့ညဒါလေးကိုပြောပြောလာပြောချင်းဖြစ်တယ်။ဟုတ်ပြီအဲ့တော့ဆိုလိုတာကကျွန်တော်ထိုင်းရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ဟိုပြောချင်တာကတော့အခုလိုမျိုးဒီအင်ဂျီအမဲအောင်မနေ့ပြန်စင်တူဝစ်တာတွေပြီးတော့အခုဒီနေ့လည်းကျွန်တော်ပုတ်တင်ထားလိုက်တယ်ခုနကပဲကျွန်တော်တင်ထားလိုက်တယ်အင်ဂျီမဲအောင်ဝစ်ပြီးရင်အဲ့ကျွန်တော်ဒီပုတ်အောင်မှာလာမှတ်ပေးပါ ျွန်တော်ပြန်တင်ပြမယ်အဲတချို့မျက်နှာမဖော်ချင်တဲ့လူကမျက်နှာပိတ်ခါရတယ်ဒီဟိုပိုစာလေးတွေကင်ပြီးတော့တချို့မျက်နှာဖော်ခွင့်ရှိတဲ့လူဖော်နိုင်တဲ့လူဖော်ချင်တဲ့လူ public ကနေပြီးတော့ကျွန်တော်တို့လိုပေါ်တင်တော်လိုင်းလေးလုပ်နေတဲ့လူမျိုးတွေဆိုရင်လည်းတင်လို့ရတယ်ဖော်လာပို့လာပေါ့နော်ကျွန်တော်ကပြန်တင်မယ်ဒါဟုတ်အဓိကကျွန်တော်တို့တွေဒီချိန်မှာတေးကြတယ်လမ်းမထွက်လို့အဆင်မပြေအနေအများများတယ်ကျွန်တော်တို့အများများတယ်ပြားအများများတယ်ပြီးတော့အလုပ်ယုံနေရနေပြီးတော့အလုပ်နားပြီးတော့ဆန္ဒပြဖို့ကြတယ်ဒါတွေကနောက်ဆုံးအဆင်ပေါ့ခါနော်အလုပ်နားပြီးတော့ဆန္ဒပြဖို့ကြတယ်ပုံမှန်ကိုယ်ကိုလှုပ်ပေးနေလှုပ်ရှင်ပုံမှန်ကိုယ်ကိုလှုပ်ခါလာတာရှင်းပေးနေအလုပ်ရှင်နေအလုပ်ယုံနေပေါ့အားနာတယ်ပြီးတော့သူတို့တွေလည်းထိခိုက်နေတာတယ် အဲကိုရီတော့လည်းမကောင်းအဲ့တော့ကျွန်တော်နှမျိုးကိုမယွေဘူးအနေများတဲ့ဟိုရစ်များတဲ့ဖိအားများတဲ့နှမျိုးကိုမယွေပဲနဲ့ကျွန်တော်တို့အကောင်းဆုံးနီလာငိမ့်ရန်ဆောင်တဲ့စာနာထုတ်ပေါ်ခြင်းလို့ခေါ်တယ်ဒီအင်ဂျင်စင်လို့ဝစ်တာအစသဖြင့်ကျွန်တော်တို့အင်ဂျင်မှာကက်ကွက်ကြောင်းစာရေးပြီးတော့ဝစ်တာအဲပြီးတော့ကျွန်တော် online ပေါ်မှာအင်ဂျင်မရအောင်ဝစ်မရအောင်လည်းကက်ကွက်ကြောင်းစာတန်းလေးကင်ပြီးတော့တက်ပုံရိုက်ပြီးတော့ online ပေါ်မှာတင်တာ Facebook ပေါ်မှာတင်တာဒါတွေကထိုင်းမှာလုံးဝဖမ်းလို့မရဒါတွေကဥပဒေဟိုမှာဒါဒီလိုအင်ဂျင်မရအောင်ဝင်ဖမ်းလို့ရတယ်ဆိုတဲ့အမျိုးမရှိဘူးအဲ့တော့ခုနကျွန်တော်ပေါ်မှာလာမှတ်ထားတာပေါ်မှာတွေဒလန်တွေအဲဆောက်ပေါ်တွေဖြစ်တယ်ကြက်မပြေးတဲ့ကောင်တွေဖြစ်တယ်နော် အဲ့တော့တိဖို့ရှင်းရှင်းလင်းလင်းလို့တချို့ဆိုရင်စိုက်ဝါထည့်ပြီးတော့ဟာအဲ့လိုအမင်းကတော့တော်ရရမြောက်ပေးနေတာပဲဗာညာနဲ့ထိုင်ရောက်လို့သမားတွေဒုက္ခရောက်ဖို့ထိုင်ရောက်လို့သမားတွေဟိုစိတ်ဆင်းရဲသွားဖို့ဘယ်တော့မှရဲမပြောခဲ့ဘူးမမြောက်ပေးခဲ့ဘူးမလုပ်ခဲ့ဘူးထိုင်ရောက်မြန်မာလူသမားတွေပြေးလေအောင်ထိုင်ရောက်မြန်မာလူသားတွေအဆင်ပြေအောင်ထိုင်မှာရောက်ပြီးတော့ဒုက္ခရောက်နေတဲ့လူသမားတွေကိုကယ်တင်တဲ့လုပ်ငန်းစဉ်တွေပဲ ACM မြန်မာဒီဇိုင်းမှမလုပ်ခဲ့တာဖြစ်တယ်။နောက်ဒါကတော့တိတိသားအများကြီးပြောတော့ဘူးအဲ့တော့ကိုရဲမင်းရဲ့ညနေပိုင်းကတင်လိုက်တဲ့ဥရီအောက်မှာအဲဒီ read video အောက်မှာလာပြီးတော့ ဝေဖန်ထားတဲ့လူတွေကအဲ့ဒါအချမ်းဖတ်စစ်အုပ်စုရဲ့ဘောမတလန်နေဖြစ်တယ်။သူတို့ကထိုင်းရောက်မြန်မာပြည်သားတွေအဲ့ဒါမြောက်နိုင်ကိုအားပေးနေတဲ့အုပ်စုတွေနော်အဲ့ဒါထိုင်းရောက်မြန်မာတွေလည်းမဟုတ်ဘူး။အဲသူတို့က group နဲ့အုပ်စုနဲ့မြောက်နိုင်မှာဒီစိုက်ဝါထဲတဲ့ကျွန်တော်မီဒီယာကဏ္ဍမှာစိုက်ဝါထဲတဲ့အဲသူတို့စစ်တပ်ကမွေးထားတဲ့ကောင်ရှိတယ်။အဲ့ကောင်တွေကလာမှန်နေတာဖြစ်တယ်။အကောင့်တူပေါင်းစုံနဲ့တချို့လည်းအကောင့်စစ်လို့လူပေါင်းနဲ့ပုံစံမျိုးစုံနဲ့ထိုင်းရောက်မြန်မာသားမြန်မာလူသားတွေကိုအင်ကြီးအမဲအောင်စင်တူလေးတောင်မဝွေရအောင်ကြောက်တဲ့စိတ်ကိုလာရိုက်သွင်းနေတာဖြစ်တယ်။နော်။ Okay လမ်းမောက်ထွက်ဆန္ဒပြတယ်။ဒါတွေကတော့လက်ရှိချင်းနေရာထိုင်းရတော့သူပုံစံမျိုးစုံနဲ့ဒါလုပ်နေရလေ။အဲ့တော့ဟုတ်ပြီ။ အဲ့ဒီအနေထားကိုတော့ထားလိုက်တော့တစ်ဖက်ကအဲ့တော့ကျွန်တော်တို့အနေနဲ့လုံးဝဥပဒေနဲ့လည်းလုကင်းတယ်ကိုယ်အလုံယုံဝစ်စားဝစ်ပြီးတော့လုံးဝမဲ့လုံယုံနဲ့ကြာကိုယ်အလုံယုံဝစ်စားဝေးရမှာပေါ့တချို့လုံယုံတွေကတော့ကြိုက်တာဝစ်လို့ရတယ်တချို့လုံယုံတွေကတော့တတ်မှတ်ထားတဲ့လုပ်ငန်းအင်ဂျီစက်ယုံအင်ဂျီရှိတယ်အဲ့တော့အဲ့လိုချိန်ရလွှဲရင်ညနေအလုတ်ကပြန်ရင်အောက်မှာတွင်းကန်လေးတွေဝစ်ကြတယ်လေအပယ်လုံယုံပဲတွင်းကန်လေးအဲ့တွင်းကန်မှာအင်ဂျီအမဲလေးဝစ်သွားတယ်ဆိုရင်ညနေအလုတ်ကပြန်ရင်အပေါ်ကအင်ဂျီလေးချွတ်လိုက် အောက်ကပုံမှန်အိမ်လေးနဲ့စေသွားလို့ရတယ်အိမ်ပြန်လို့ရတယ်စသဖြင့်အမဲအောင်လေးအများကြီးဖြစ်သွားတာဗျထိုင်းအောင်မြန်မာလူသားတွေကအနည်းဆုံး၄တန်းခွဲရနေ၅တန်းလောက်ထိရှိရလို့အားလုံးခံမှန်းသုံးသပ်ထားတာဆိုတော့တန်းနဲ့ချီရှိတဲ့လူသမားတွေအားလုံးစင်တူကိုကြမယ်ဆိုရင်တော့အထူးထူးခြားခြားနဲ့ဒိုင်းမီဒီယာတွေလည်းပါလာမယ်ကဘာလည်းတည်မယ်ပြီးတော့လုံးဝမကြည့်နဲ့ချောင်းအောင်လဲပေါ်တင်ကျွန်တော်တို့စန့်ကျင်ကန့်ကောက်ရကြတယ်အခုဒါကြီးဆိုလည်းတွက်ကြည့်တယ်ဗျာနော်သွေးစွန်းလက်နိုင်ငံတကာဖန်ဝန်းထုတ်ထားတဲ့မင်းအောင်လိုင်းအခုလိုထိုင်းဝင်ကြီးချုပ်ကလက်ဆွဲနှုတ်ဆက်နေရကြီးထိုင်းဝင်ကြီးချုပ်ဖဲထောင်ထံပေါ့နော်ဖဲထောင်ထံကလက်ဆွဲနှုတ်ဆက်နေရကြီးကျွန်တော်ယင်နေမှာဘလို့ခံစားရလဲ ဘလို့ခန်းစားရတယ်ထိုင်းရောက်မြန်မာလူသမားတွေလည်းအခုချိန်မှာရင်းနှီးမှာနှင်းနေအောင်ခန်းစားရတာပဲကျွန်တော်သိတယ်ကိုချင်းစားတယ်နားတယ်ကျွန်တော်ကိုယ်တိုင်ထိုင်းနိုင်ငံမှာနှင်းနေစေချောဖြတ်သားလာတာတာမန်လူသမားဘွားအနေအခြေခံလူသမားမင်းများလူသမားဘွားအနေထိုင်းရောက်မြန်မာလူသားတွေလောက်ကရောက်ရင်ကုညီနိုင်တဲ့အခြေအနေအထိလူသမားကြီးအဖွဲ့စည်းတည်ထောင်ပြီးတော့လောက်ကနိုင်တဲ့အခြေအနေအထိကျွန်တော်ဖြတ်သားလာတာဖြစ်တယ်နှစ်ပေါင်း20ကျော်ဦးစားတိုက်နေမယ်ဆိုနှစ်ပေါင်း10ရောက်ရှိပြီပေါ့ဗျာနော်ကျွန်တော်ရဲ့အသက်3ပုံပုံနှစ်ပုံလောက်ထိုင်းမှာကြီးပြင်းခဲ့တာကျွန်တော်ကိုချင်းစားနားလေတယ်အမိန်ခံဒုက္ခတွေရောက်ဆာဆာဒါနေတက်တန်းမတူရသေးခက်ခဲဖြစ်နေတဲ့ထိုင်းရောက်မြန်မာလူသားတွေရင်ထဲမှာမင်းအောင်နိုင်ကိုလက်ရှိထိုင်းဝင်ကြီးချုပ်ဖဲတောင်ထမ်းနေပြီးတော့ဒီလက်ဆွဲနှုတ်ဆက်နေတာတက်စင်သမီးပေါ့ဗျာနော် ူရဲ့တမိုင်းတွေကျွန်တော်တို့တေချာကြည့်ရမယ်နော်ကျွန်တော်စာရီမြတ်ဖတ်ဆိုတာလာပြောတတ်စင်ဘယ်ကလာလဲတတ်စင်ရဲ့ညီမရင်းလက်ကဘာတွေလဲပြီးတော့တတ်စင်သမီးကဘာတွေလဲတတ်စင်ကဘယ်လိုပုံပုံမျိုးလဲဆိုတာမျိုးတွေကိုလည်းကျွန်တော်တို့သူရဲ့တမိုင်းမျိုးရိုးစင်ဆက်ကိုလည်းကိုကသိရမယ်သူတို့မျိုးရိုးလည်းကိုနားလည်ရမယ်နော်အဲ့တော့ဒီထိုင်းဝင်ကြီးရုပ်ဖဲတော်နိုင်ကမင်းအောင်နိုင်လက်ကိုကုလိုမျိုးအပါတရပြုတ်ပြုတ်နေလက်ဆွဲနှုတ်ဆက်နေတဲ့ပုံရိပ်တီးရာကျွန်တော်တို့ရှင်ထဲကိုတန်ချုံနဲ့ထိုးသလိုခံစားရတယ်ထိုင်းအောင်မြန်မာလူသမားတွေရဲ့ရှင်ထဲမှာလည်းလိုပဲဖြစ်နေပါပဲနော်အဲ့ဒါလေးကိုကျွန်တော်ဒီနေ့ညလာပြောခြင်းဖြစ်တယ်ဟုတ်ကဲ့အဲ့တော့မနက်ဖြန်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေဝန်နေချင်း အထိမ့်မဲ့အဲ့ဒီအမဲရောင်ကိုအဲ့ဒီဝန်ထဲချင်းထိမ့်မဲ့အစာအကျန်းဖတ်စိအုပ်စုမင်းအောင်လိုက်ရောက်ရှိလာတဲ့အတွက်ရှင်းနေမှုမရှိဘူးထိုင်းအောင်မြန်မာလူမားတွေရှင်နေမှာစန့်ကျင်ကတ်ကွက်တယ်လူတက်အကျန်းဖတ်ပြည်သူတွေကိုတက်ဖြတ်ကလေးရမကြံចောင်းသူចောင်းသားတွေဘာသာရေးဆောက်ဦးတွေမကြံအကုန်လုံးတက်ဖြတ်ညင်စဲနှိမ့်ဆက်နေတဲ့မင်းအောင်လိုင်းရဲ့သွေးစွန့်လက်ကိုထိုင်းရောက်ထိုင်းနိုင်ငံကဒီအမြင့်ဆုံးယာရုဖြစ်တဲ့ဒီထိုင်းဝန်ကြီးချုပ်ပေါ့နော်ဟိုအစိုးရပိုင်းမှာဆိုဝန်ကြီးပေါ့နော်သူထပ်မှာတော့ထိုင်းပြည်ရှိတာပေါ့ဗျာထိုင်းဝန်ကြီးချုပ်ဖေထောင်ကန်ကနေပြီးတော့အခုလိုမျိုးလက်ဆွဲနှုတ်ဆက်တာအင်မတန်ကျွန်တော်အနေနဲ့ကျင်းနေမှုမရှိဘူးဆိုတော့ဒါကိုပြောချင်တယ် ။နော်အဲ့တော့လက်ရှိထိုင်းဝင်ကြီးချုပ်ဖေတောင်တန်းနေနဲ့အခုလိုမျိုးကျွန်တော်တို့အချမ်းဖတ်စေအုပ်စုမင်းအောင်လာနိုင်ငံတကာအလို့ရှိနေတဲ့ကျွန်တော်တို့မင်းအောင်လာဖမ်းဝမ်းထုတ်ထားတဲ့မင်းအောင်လာကိုကျွန်တော်အင်တာပိုရဲတပ်ဖွဲ့ကိုအံ့အမယ်စာဒီလိုထိုင်းနိုင်ငံမှာကျွန်တော်တို့ရှန်ဂရီလာဟိုတယ်ကြီးမှာအိတ်ခံပြီးတော့ကျွန်တော်တို့လက်ဆွဲနှုတ်ဆက်နေတဲ့ပုံလေးတွေကမဖြစ်သင့်ဘူး။ဒါကျွန်တော်တို့နိုင်ငံကြီးနိုင်ငံကြီးအရှာကြည့်ရင်ရောနိုင်ငံကြီးကိုတိတ်ကမရှိဘူးလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဗျ။နော်။အဲ့ဒီလူကဘလို့လူလဲပြည်သူတွေကိုတပ်ဖြတ်နေတာတစ်ကဘာလုံးသိတယ်။အဲ့လိုမျိုးလူမျိုးလုံးတပ်ဖြတ်မှုတွေမှာပူပေါင်းပါဝင်နေတဲ့အချမ်းဖတ်စစ်အုပ်စုမင်းအောင်လာမြန်မာနိုင်ငံမှာလက်နက်အားကိုနဲ့ လက်နဲ့အားကိုးနဲ့မြန်မာပြည်ကိုလက်နဲ့အားကိုးနဲ့ပြည်သူ့တင်မြောက်တဲ့ပြည်သူ့ဆိုတာဒီမိုကရေစီဆိုရအောင်နှိမ့်ဆက်ညင်းတဲ့တက်ဖြတ်ထောင်သွင်းခြင်းချထားပြီးတော့အာနာအတင်းအရမအာနာလူယူထားတဲ့လူဆိုတာကိုဒါတိတိနဲ့အခုလိုမျိုးထိုင်းနိုင်ငံဖိတ်ခေါ်ပြီးတော့လက်ဆွဲနှုတ်ဆက်ဒါဒီလိုအစည်းအဝေးကိုပိတ်တတ်တာဒါကျွန်တော်တို့အနေနဲ့အများစွာစိတ်မကောင်းဖြစ်ရတယ်ဒါကိုလုံးဝကန့်ကွက်တယ်ဆိုတာကိုကျွန်တော်ဒီနေ့ကနေပြောချင်တယ်ဟုတ်ကဲ့အဲ့တော့ထိုင်းအောင်မြန်မာလူသားတွေဒီလိုမျိုးအကြမ်းဖက်ဆီအုပ်စုသွေးဆွန်းလက်ပိုင်ရှင်မင်းအောင်လိုက်နိုင်ငံတကာဖောင်းဝန်းထုတ်ခံထားတယ်မင်းအောင်လိုက်မဖမ်းမဲနဲ့ဒီလိုမျိုးလက်ဆွဲနှုတ်ဆက်နေတာကိုကျေနပ်မှုမရှိဘူးဆိုတာကိုကျွန်တော်တို့အနေနဲ့ မနက်ပြန်ဦးအားလုံးအင်ကြီးအမဲအောင်စင်တူဝစ်ပြီးတော့ကျွန်တော်ဆန္ဒထုတ်ဖော်ကြပါစို့ဒါလေးကိုကျွန်တော်ဒီနေ့ညအဲဒုံနှိုးဆော်ခြင်းနဲ့ပြီးတော့ဒီလိုဆန္ဒထုတ်ဖော်ထားတဲ့ပုံလေးကျွန်တော်တို့ဒီလိုအင်ကြီးဝစ်ပြီးတော့ကိုယ်ခမ်းပါပဲတပုံရိုက်ပါဘယ်မှရိုက်စားမလို့လမ်းပေါ်လည်းရိုက်စားမလို့အဲလိုတပုံရိုက်ထားတဲ့ပုံလေးဒီနေ့ညရောမနက်ပြန်ရောကျွန်တော်စီကိုစက်တိုက်ပေးဖို့ပါကျွန်တော်တင်ထားတဲ့ပို့ရအောင်မလဲလာမှတ်မိပါအဲဒီပုံလေးကိုမနက်ပြန်ချက်ချင်းတင်မှဖြစ်တယ်ပြီးတော့နိုင်ငံတကာတက်ဆိုင်ရာကျွန်တော်တို့အသုံးပြုရမယ့်နေရာဌာနတွေအဲ့ဒါလေဒီညတိုက်တုံးနှိုးဆော်ချင်တာဖြစ်ပါလေဗျဒီညလိုက်လေးရတော့တော့ပါပဲမနေ့ပြန်ဟိုထိုင်းအောင်မြန်မာလူသားတွေအမဲအောင်စင်တူဝစ်ပြီးတော့ကျွန်တော်တို့ အကြံပေးဆုံးမင်းအောင်လိုင်ကိုထိုင်းနိုင်ငံဝန်ကြီးချုပ်ကလက်ဆွဲနှုတ်ဆက်ပြီးတော့ဒီလိုစီဝေးဖိတ်ခေါ်တာကိုကျေနပ်မှုမရှိဘူးဆိုတာကိုအားလုံးကျွန်တော်ဆန့်ကျင်ကန့်ကွက်ကြပါလို့ကျွန်တော်ဒီနေ့ကနေပြီးတော့တိုက်တွန်းနှိုးဆော်ချင်တယ်ဗျ။နော်အမဲအောင်အင်ကြီးဖွင့်လို့လဲထိုင်းနိုင်ငံမှာဘသူမှမဖမ်းဘူး။ဖမ်းလို့ရတဲ့ဥပဒေလည်းမရှိဘူး။အဲ့ဒါလေးကိုကျွန်တော်ဒီနေ့ကပြောချင်တယ်ကျွန်တော်ပို့အောင်မှာလာမှတ်နေတဲ့သူတွေကအချမ်းပတ်စစ်အုပ်စုဘောမစစ်ကောင်စီတလန်နေဖြစ်တယ်အချမ်းပတ်စစ်အုပ်စုအားပေးတွေဖြစ်တယ်ပြီးတော့အချမ်းပတ်စစ်အုပ်စုဘက်ကနေစိုက်ဝါတွေပြည်သူလူထုကိုဝေဝါးတော့အောင်စိုက်ဝါတွေထုတ်ဖို့အတွက်လှုပ်ထားတယ်